ထိုင်းမြန်မာနယ်စပ်ရှိမော်ရောင်မြို့မှာဆရာနာရှင်တက်ကွာရွာနီနားမှာရှိတဲ့တောင်တွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဖိတဲ့တွေဒိတာကန်တွေထွက်ပြီးတေရှောင်းကြရတယ်လို့သိရပါတယ်။နှွေမလဆယ်နေည7နာရီလောက်မှာဘောရောင်မြို့မှာရှိတဲ့ဆရာနာရှင်တက်ကတက်ကန်ရဲ့မြန်နံချန်ဆိုင်မှာရှိတဲ့တောင်တွေဘက်ကိုတနာရီကြောကြာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ဒိတာကန်မျိုးသမီးတအူကပြောပါတယ်။ ဆက်နာရှင်တကာလက်နက်ကြီးအခြေရေးတိုးဆက်ကြောပိတ်ခတ်ခဲ့တဲ့အပြင်လက်နက်ငယ်တွေနဲ့လည်းတနားကြီးလောက်ကြာပိတ်ခတ်ခဲ့ပြီးညနေစနားကြီးလောက်မှရပ်သွားတယ်လို့ဆိုပါတယ်။မော်ရမြဝင်းကေကူလေးဆက်နာရှင်တကာနှွေမော်လာတေနီကစပီးပြလိုက်တဲ့တွေတိုက်ပွဲဖြစ်ပေမိမှာဆွေပြီးဒေသခံတွေကြိုတင်တေရှောင်ခဲ့ကြရတာပါ။မင်းကပိတ်ခတ်တံတွေထွက်ပေါ်လာချိန်မှာတော့မြို့ထဲကျန်နေတဲ့ဒေသခံတွေလေး ထပ်ပြီးထွက်ပြေးတရှောင်ခဲ့ကြရလို့ဆိုပါတယ်။ဒီနေ့နေ့လယ်7နာရီလောက်မှာတော့ပလဲကင်းမှာရှိတဲ့ရွာသားတွေကမွန်တော်မြို့မှာရှိတဲ့နေတွေကို ပြန်သွားကြပြီလို့ဆိုပါတယ်။မွန်တော်မြို့ဟာချင်းငံပရာကျော်ခရိုင်နဲ့ထိစပ်နေတဲ့နေဇကူသွေးရီမြို့ဖြစ်ပြီးဆက်နာရှင်တပ်စခန်းတစ်ခုနဲ့လက်နက်တပ်စင်ပိတ်ထားတဲ့ပြည်စော်တီတွေလည်းရှိပါတယ်။